်မင်္ဂလာပါရှင်ဒီကနေ့အနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်ကြားဖြတ်လုပ်ငန်းအမေရိကန်နှိမ်နင်းမှုကိုစစ်တပ်စိုးရိမ်နေတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မေအောင်လိုင်ကကြားဖြတ်လုပ်ငန်းခွင်တချို့နဲ့တပ်တည်အထောက်အထားများဖြတ်စည်းနေချိန်တွင် KNU ကဖမ်းမိသည့်တပ်တည်ပစ္စည်းများမပြောင်းပြက်စေရန်ဂယုစိုက်လုပ်ကင်နေပါတယ် မင်းလက်ပံကြားဖြန့်ခိုင်းကို KNU စတင်စီးနှင်းဖြိုခွင်းချိန်မှစ၍စစ်ကောင်စောင်းမရောက်လိုက်လက်ယုံစစ်တပ်ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းက KNU ကိုပြင်းပြင်းထန်ထန်စတင်တိုက်ခိုက်လာသည်ကိုလေ့လာတွေ့ရှိရပါသည်။ထို့သောတိုက်ခိုက်ခြင်းနောက်ကွယ်တွင်စစ်ကော်မရှင်အကြီးအကျယ်စိုးရိမ်နေသောအကြောင်းတရားများတေချာပေါက်ရှိနေနိုင်ပါသည်။ယခုရက်ပိုင်းတွင်ဇော်မင်းထွန်းသည် KNU ကမြဝတီမြို့မြန်မာထိုင်းနယ်ဆက်တောင်ရင်းမြေပြည်တရှိ မင်းလက်ပံ KK ပတ်စသည့်နေရာများတွင်ကြဖြတ်ငွေလိမ်လုပ်ငန်းများလှုပ်ဆောင်နေသည်ဟုအကြိမ်ကြိမ်ဆွဆွဲလာပုံမှာထိုင်းအမေရိကန်နှင့်နိုင်ငံတကာတို့သိရှိထားသောဖြစ်ရပ်မှန်များနှင့်များစွာကွဲလွဲနေပါသည်။ KNU ကတရက်ခန့်အဖြစ်ထိုးချနေခြင်းပင်စော်မင်းထွင်းအပြုမှုများကမင်းလက်ပံအပါဝင်မျိုးရီမျိုးတစ်ခုလုံးရှိကြဖြတ်ကိုင်းများအလုံးကိုအမေရိကန်၏ SCSF ကအင်အားသုံးတိုက်ရိုက်ဖြိုခွင်းနှိမ်နှင်းပေးရန် KNU ကဖိတ်ခေါ်ကြိုးစိုးနေခြင်းကြောင့်ဖြစ်ပါသည်။ အမေရိကန်ကိုထိလက်ရောက်ပါဝင်လာမည်ကိုစေကောင်းဆောင်မေယာလိုင်းမိမြစိုးရင်နေကြောင်းဇော်မင်းထွန်းအပြုမှုများကပေါ်လွင်ထင်ရှားလျက်ရှိပါရယ်အနာသိန်းစစ်တပ်နှင့်မေယာလိုင်းစိုးရင်မည်ဆိုလေစိုးရင်လောက်ပေးသည်သမရထရန်သည်မှန်းဆရခတ်ခဲ့ဆုံးအမေရိကန်သမရတအုပ်အဖြစ်ထင်ရှားပြီးညီသူမထင်မှတ်မထားသောတောင်အမေရိကတိုင်းဗနီဇွဲလားနိုင်ငံသမရကိုယ်တိုင်ပါဝင်ဖက်သက်နေသည့်မူရစ်စေဘွားခိုင်းများကိုပြစ်မှတ်ထား၍စည်ရေးအရနှိမ့်နှင်းရန်အတီးပြင်ဆင်နေသည်မဟုတ်ပါလား မြန်မာထိုင်းနယ်စပ်ကြားဖြတ်နေနေမှုသည်မြန်မာတရုတ်နယ်စပ်ကြားဖြတ်နေနေမှုနှင့်ကွာခြားပြီးတရုတ်လူမျိုးများအ धिक လုံးကိုင်နေသောကြားဖြတ်ခိုင်းများကအမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားလာခြင်းကအမေရိကန်တရုတ်ဆက်ဆံရေးအပေါ်ရိုက်ခတ်မှုရှိမရှိတရုတ်ဤထောက်ခံမှုနှင့်အကာအကွယ်ရရှိထားသောမြန်မာစစ်ကောင်စောင်မင်းအောင်လှိုင်နှင့်၎င်းကိုတစ်ဆာခံထားသောကရင်လက်နက်ကင်တပ်များဖြစ်သည့် PGF နှင့် DGBA တို့၏ကြားဖြတ်ငွေလေလုပ်ငန်းများမှအကျိုးအမြတ်ရရှိနေခြင်းအပေါ်တရုတ်နှင့်မတူသောအမေရိကန်ဤထုံပြန်ဆောင်ရွက်မှုများ ဤသို့ရှိလာနိုင်သည့်ကိုစောင့်ကြည့်လေ့လာရန်လိုပါသည်မြန်မာနိုင်ငံသည်နိုင်ငံတကာရာဇဝတ်မှုကြီးများဖြစ်သည့်ဘိဖြူနှင့်မတ်သက်ဖတ်သမင်းမူရစ်ဆေးဝါအ धिक ထုတ်လုပ်ဖြန့်ဖြူးရာကမ္ဘာထိပ်တန်းနိုင်ငံဖြစ်နေခြင်းကြားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းကိုစစ်တပ်သစ္စာခံလက်နက်ကင်တပ်ဖွဲ့များကနေရာထိုင်ခင်းနှင့်လုံခြုံရေးပေးနေခြင်းထိုရာဇဝတ်စီးပွားရေးတွင်ရရှိသောဒေါ်လာဘီလီယံပေါင်းများစွာတည်းမှစေကောင်းဆောင်များအကျိုးမြတ်ရရှိခံစားနေခြင်းတို့ကိုအဆုံးသတ်နိုင်ရေးမှစစ်တပ်ကြီးစိုးချုပ်ကွယ်နေသောနိုင်ငံရေးစနစ်တစ်ခုလုံးကိုအမြင့်လှန် ဖြိုချနိုင်မှရှာပေလိမ့်မည်။အကြောင်းမှာစစ်တပ်ကိုယ်တိုင်ရာဇဝတ်ကိုင်းတစ်ခုဖြစ်နေခြင်းကြောင့်ဖြစ်သည်။ဆက်လက်ပြီးရွှေကုတ်ကိုရှိစစ်နထက်ချားဖြန့်အဆောက်အုံကိုအကြံဖက်စစ်ကော်မရှင်ဖြိုချတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရင်။ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့တစ်ဖက်ကရွှေကုတ်ကိုနေမြေရှိအွန်လိုင်းလိမ်လည်လုပ်ငန်းတွေလှုပ်ဆောင်ရမှာအသုံးပြုခဲ့တဲ့စစ်နထက်အဆောက်အုံတစ်ခုကိုအကြံဖက်စစ်တပ်ကဒီနေ့မှာဖောက်ခွဲဖြိုချပြခဲ့ပါရင်။ ရွှေကုတ်ကိုနေမြေအတွင်း online ဝင်လင်ကြားဖြတ်လောက်ကန်ရမှာအသုံးပြုခဲ့တဲ့တရားမဝင်အဆောက်အုံတွေကိုချိတ်ပိတ်သိမ်းဆီးတာပဲလှောက်ဆောင်နေတဲ့အကြံဖတ်စစ်တပ်ကဒီနေ့မှအဆောက်အုံတစ်လုံးကိုဖြိုချပြခဲ့တာဖြစ်ပါတယ်။အကြံဖတ်စစ်တပ်ကထိုင်းမြန်မာနယ်စပ်မြဝတီမေထော်တလီ KK ဘန် online ဝင်လင်ကြားဖြတ်လုပ်ငန်းနေမြေရှိတရားမဝင်အဆောက်အုံစုစုပေါင်း635လုံးတဲက286လုံးကိုဖြိုချပြဖြစ်စီဖြစ်နေပေမဲ့ ရွှေကုတ်ကိုနေမီတဲ့ကအဆောက်အုံ140ကိုမဖြိုချပေးချိတ်ဖိတ်သိမ်းစီးနေကြတာဖြစ်ပါတယ်။ဤလို့ရက်သည်လိမ်လည်မှုစင်တာများစကန်စင်တာကိုဖျက်ဆီးရန်နေနိုင်ငံဖြတ်ကျော်ရာဇဝတ်ကောင်များကိုမောင်းထုတ်လို့ကြောင်းပြသလို့သည်ရည်ရွယ်ချက်ဖြစ်သည်လို့အဆောက်အုံဖြိုချဖျက်ဆီးတာနဲ့ပတ်သက်ပြီးစစ်ကော်မရှင်ကထုတ်ပြန်ခဲ့ပါတယ်။ ်အမေရိကန်အပါအဝင်နိုင်ငံတကာကကြားဖြတ်လုပ်ငန်းတွေကိုဖြည့်ရှင်းဖို့အာယုံစိုက်လာချိန်အကြံဖတ်စီအိုစုကကြားဖြတ်လုပ်ငန်းတွေကိုဇက်ထိုက်ဆိုသလိုနှိမ့်နှင်းဖြည့်ရှင်းပြနေပြီးစီအိုစုရဲ့ထုတ်ပြန်ချက်တွေအရာကြားဖြတ်လုပ်ငန်းလုံဆောင်ရမှာအတုံပြူတဲ့အဆောက်အုံ250ကျော်နိုင်ငံခြားသား2000နီးပါးကိုရှင်းလင်းနှိမ့်နှင်းဖမ်းဆီးရမိထားခဲ့တယ်လို့ဆိုပါတယ်ရွှေကုတ်ကိုနေမြဟာ2018ခုနှစ်မှာတရုတ်နိုင်ငံသားတွေကကရင်နယ်ခြားဆောင်တက်နဲ့ပူးပေါင်းပြီးရင်းနှီးမြှုပ်နှံတိစောက်ခဲ့တဲ့စီးပွားရေးဆောင်တစ်ခုဖြစ်ပြီး အဲ့ဒီနောက်ပိုင်းတရုတ်လူမျိုးလိမ်လည်သူတွေကနိုင်ငံသားသားတွေကိုအလုပ်လုပ်ဖို့နိုင်ငံဖြတ်ကျော်ခေါ်ယူခဲ့ပြီးငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေအွန်လိုင်းလောင်းကစားလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံရေးအရာအထောက်ပံ့ရယူရန်ရည်ရွယ်၍တရုတ်နိုင်ငံ၏ CMEC စီမံကိန်းများကိုအလင်းစလိုအကောင့်ထည့်ဖို့ရန်စစ်ကော်မရှင်ပြင်ဆင်နေဆွေးတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အာနာသိန်းစစ်ကော်မရှင်သည်စစ်ရေးအရှိန်တိုးမြင့်လာမှုနဲ့တူတရုတ်အစိုးရအထောက်ပံ့များဖြင့် မြန်မာတရုတ်စီးပွားရေးစင်ကြံ CMEC စီမံကိန်းများကို၎င်းတို့ပြုလုပ်မယ်ရွေးကောက်ပွဲအလွန်တွင်စတင်နိုင်ရန်ပြင်ဆင်ကြောင်းဝါဒဖြန့်သတင်းစာထုတ်ပြန်ချက်များနှင့်နိုင်ငံရေးအကဲခတ်များထံမှသိရပါသည်ထို့တွင်စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမရောက်လိုက်သည့် CMEC စီမံကိန်းများနှင့်ပတ်သက်၍၎င်းဦးဆောင်မှုအပါအဝင်သက်ဆိုင်ရာကော်မတီများကိုမကြသေးမီလပိုင်းအတွင်း၌ဖွဲ့စည်းထားပြီးတရုတ်သမ္မတအပြင်တာဝန်ရှိသူများကိုအကြိမ်ကြိမ်ကတိကဝတ်ပေးကအကူအညီများတောင်းထားသည် ယူဆတာကတော့ရွေးကောက်ပွဲအလွန်ကာလအတွင်းပြင်ဆင်နေတာပါပဲ။စီမံကိန်းကြီးတွေဆိုတော့အချိန်ယူပြင်ဆင်ရတယ်။ CMEC စီမံကိန်းတွေကရွေးကောက်ပွဲလော့ကာလမှာဆက်လာမယ်လို့ယူဆပါတယ်ဟုတရုတ်စီမံကိန်းများအကြောင်းသိရှိနားလည်ထားသူမြမရေးအခဲခဲတအုပ်ကသတင်းဌာနကိုပြောပါတယ်။ CMEC စီမံကိန်းများသည့်တရုတ်သမ္မတ၏အိမ်မက်ဖြစ်သည့်ရဝနှင့်ပိုလန်မှ BRI အစီအမံအစိတ်အပိုင်းဖြစ်ပြီးတရုတ်မှဥရောပတိုက်အထိအာရှအလယ်ပိုင်းအရှေ့အလယ်ပိုင်းနှင့်ရုရှားတို့အားဖြတ်သန်းသွားပြီဖြစ်ကာ မြန်မာမှတဆင်အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရရှိစေရန်ရည်ရွယ်ထားကြောင်းသိရပါတယ်။ထိုကဲ့သို့တရုတ်အကျိုးစီးပွားဖြစ်ထွန်းစေမဲ့ CMEC စီမံကိန်းများတွင်ရထားလန်၊ကာလန်အထူးစီးပွားရေးဆောင်စိတ်ကံများနှင့်မြို့သစ်စီမံကိန်းများပါဝင်နေပြီးရန်ကုန်မန္တလေး၊ကချင်၊ရှမ်းရှခိုင်းအေယာဝတီမြစ်နယ်ချင်းတွင်းမြစ်တလျှောက်ရှိနေရာများ၌ဖော်ဆောင်မည်ဖြစ်ကစီမံကိန်းအရေအတွက်မှ35ခုထပ်မံရှိကြောင်းသိရပါသည် စစ်ကောင်ဆောင်သည်စစ်အာဏာသိမ်းမှုအားထောက်ခံခုညီနေသည့်တရုတ်အစိုးရကိုကျေးဇူးတင်ကြောင်းပြောဆိုထားပြီး CMEC စီမံကိန်းညာနှင့်မြန်မာတရုတ်နယ်စပ်စည်းဝါးရေးပူးပေါင်းဆောင်ရွက်မှုတို့အမြန်ဖော်ဆောင်ရအတွက်၎င်းကိုယ်တိုင်ဦးဆောင်သည့်ကော်မတီတစ်ခုကိုမကြသေးမီကပင်ဖွဲ့စည်းခဲ့သည်ကိုထုတ်ပြန်ချက်အရသိရပါသည် BRI အစီအမံအကောင့်ထဲဖော်ဆောင်ရွက်ရေးဦးဆောင်ကော်မတီဟုဖွဲ့စည်းထားခြင်းဖြစ်ပြီး CMEC ၌ပါဝင်သောမူဆေမန္တလေးရထားလမ်းတွင်ထောက်လုပ်ရေးစီမံကိန်းကော်မတီ ရည်စုံရေးအားလျက်စစ်စီမံကိန်းဖော်ဆောင်ရေးကော်မတီစသည်တို့ကိုလည်းစစ်ကော်မရှင်ကယခုနှစ်တွင်ဖွဲ့စည်းထားကြောင်းသိရပါတယ်။အဆိုပါကော်မတီများကိုစစ်ကော်မရှင်ကဖွဲ့စည်းဆောင်ရွက်ခြင်းသည်တရုတ်နိုင်ငံ၏စီးပွားရေး project များအလင်းစလိုဆောင်ရွက်လိုခြင်းနှင့်နိုင်ငံရေးအရာအထောက်ပံ့များရယူလိုခြင်းကိုအဓိကပြသနေပြီးပြည်ပခများစိန်ခေါ်မှုများသာရင်ဆိုင်ရနိုင်ကြောင်းမြမအရေးအကဲခတ်ဦးလှစိုးဝေကထောက်ပြပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိစစ်ရေးနိုင်ငံရေးနဲ့စီးပွားရေးအခြေအနေတွေကြောင့်ကောင်းမွန်တဲ့စီးပွားရေးအကျိုးကျေးဇူးတွေထက် ကျွေးမိထောက်ရှောင်ပြိပခတွေပုံမပြင်းထန်လာခြင်းအပြင်ဒေတာကန်တွေရဲ့စန့်ကျင်မှုစတဲ့စိန်ခေါ်မှုတွေကိုသာပုံမရင်ဆိုင်ရွယ်ရှိနေပါတယ်ဟု၎င်းကသတင်းဌာနကိုပြောပါရယ်စေကောင်းဆောင်ကမှုနှစ်နိုင်ငံပြည်ရဲ့ဌာလန်စီမံကိန်း၏ပထမခြေလှမ်းဖြစ်သည့်မူဆယ်မန္တလေးမြို့ရဲ့ဌာလန်တဲ့ဖောက်လုပ်ရေးစီမံကိန်းကိုစောင်ရွက်နေတဲ့ဖြင့်ရင်းနှီးမြှုပ်နှံ၍ကုန်သွယ်နေကြသည့်တရုတ်လုပ်ငန်းရှင်များအတွက်နှိမ့်နာမှုမရှိစေရန်ကြိုးပမ်းပေးမည်ဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ပြောဆိုထားပါရယ် တရုတ်မြန်မာမိရချလန်စီမံကိန်းသည် CMEC တွင်ပါဝင်နေသောစီမံကိန်းတစ်ခုဖြစ်ပြီးရှမ်းပြည်မြောက်ပိုင်းရှိမူဆယ်မြို့မှမန္တလေးထိုမတဆင့်ရက်ခိုင်ပြည်ရှိကြောက်ဖြူမြို့အထိဆက်သွယ်ဖြတ်သန်းမည်ဖြစ်သလိုစုစုပေါင်းကုန်ကျငွေအမေရိကန်ဒေါ်လာ20ဘီလီယံခန့်ရှိနိုင်ပြီဟုလည်းလေ့လာသူများကသုံးသပ်ထားပါတယ်ဆလဘီစစ်တပ်လက်ဝေခံနိုင်ငံရေးပါတီတွေသာရှင်ပြိုင်တဲ့ရွေးကောက်ပွဲမှာစစ်တပ်နဲ့သဟဇာတာဖြစ်တဲ့ပါတီကိုမဲပေးဖို့စီကောင်းဆောင်မဲဆွဲတဲ့ဆွေသတင်းကိုထင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ စစ်တပ်နဲ့ညီဆက်တဲ့လက်ဝေခံနိုင်ငံရေးပါတီတွေကိုသာပါတီမှတ်ပုံတင်ခွင့်ပြုပြီးဝင်ရောက်ရှင်ပြိုင်စေတဲ့2025ရွေးကောက်ပွဲမှာစစ်တပ်နဲ့တဟဆာတာဖြစ်တဲ့ပါတီကိုသာမဲပေးဖို့စေကောင်းဆောင်မင်းအောင်လိုင်ကမဲဆွဲခဲ့ပါတယ်စန္ဒမေပေးရမှာတိုင်းပြည်နဲ့ဒေသအကျိုးကိုဆောင်ရွက်နိုင်သူဒေါတာဝေအေးသုံးပါးကိုလိုက်နာဆောင်ထိန်နိုင်သူနဲ့ စစ်တပ်ကနိုင်ငံတော်တည်ရှိနေတဲ့ရင်တည်ရှိနေမယ့်အခိုင်အမာဆုံးအဖွဲ့အစည်းဖြစ်လို့စစ်တပ်နဲ့တဟဆာတာဖြစ်ပြီးလက်တွဲနိုင်သူတွေကိုဆန္ဒမဲပေးရလို့လည်းလို့စစ်ကောင်ဆောင်ကပြောပါတယ်စစ်ကောင်ဆောင်မရောက်လိုက်ကဒီဇင်ဘာတရက်ကပြင်ဦးလွင်မြို့နယ်ဇီးပင်ကြီးရှိနိုင်ငံဝန်ထမ်းတက္ကသိုလ်အထက်မြန်မာပြည်ရဲအရာရှိလေးချင်းရေးချောင်းဇီးပင်ကြီးနဲ့မဟုတ်မီသက်တင်တန်းချောင်းပြင်ဦးလွင်တို့ကနှီးပြအရာရှိတွေတင်တန်းသားတွေနဲ့တွေ့ဆုံရမှာပြောဆိုခဲ့တာဖြစ်ပါတယ်စစ်တပ်ဟာအာဏာသိမ်းယူမှုကိုစန့်ကျင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရှမ်းတိုင်းဒေသများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတွေကိုဖျက်သိမ်းပြီးစေအုပ်စုအာဏာသိမ်းယူတာကိုထောက်ခံတဲ့ပါတီအများစုကသာပြန်လည်မှတ်ပုံတင်ခိုင်းပြီးတင်းကျပ်တဲ့ဥပဒေတွေထုတ်ပြန်ကရွေးကောက်ပွဲကိုကျင်းပနေတာဖြစ်ပါတယ်အဲ့ဒီရွေးကောက်ပွဲမှာဝန်ထမ်းတွေအနေနဲ့စေအုပ်စုနဲ့သဟစာတာဖြစ်တဲ့ပါတီကိုယ်တော်မဲပေးဖို့စေကောင်းဆောင်ကတိုက်တွန်းခဲ့တာဖြစ်ပါတယ်။စစ်တပ်ကအရာရှိတွေဟာလည်းစေအုပ်စုကြောတော့နောက်ခံပြူတန့်ခိုင်ရေးပါတီကနေဝင်ရောက်ရှင်ပြိုင်ဖို့ရှိနေတာဖြစ်ပါတယ်။ အာနာသိန်းစိအုပ်စုကကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ပါတီ၆ပါတီကဝင်ရောက်ရှေ့ပြိုင်မှာဖြစ်ပြီးအဲ့ဒီအထက်မှာစစ်တပ်ကြောတောင်နောက်ခံပါတီဖြစ်တဲ့ကြံ့ခိုင်ရေးပါတီကအမတ်လောင်းအမည်ဆက်ရင်အများဆုံးတင်သွင်းထားတယ်လို့သိရပါတယ်စီအိုစုလက်ဝေခံပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်အရကြံခိုင်ရေးပါတီဟာနိုင်ငံတော်စီယုံမဲ့ကိုစလေလောင်2018ခုအထိအမည်စရင်တင်သွင်းထားပြီးကိုစလေလောင်ဥယေအများဆုံးဝင်ရောက်ရှင်ပြိုင်မဲ့ပါတီဖြစ်ပါတယ် ကြပြင်းနောက်ထပ်စစ်အုပ်စုလူဟောင်းအသွင်ပြောင်းလာခဲ့တဲ့တိုင်းရင်းသားစီလုံးညီညွတ်ရေးတဆာညပါတီက94လောင်း694ဦးအမည်စရင်တင်သွင်းထားပြီးဒုတိယအများဆုံးဝေရောက်ရှင်ပြိုင်မဲ့ပါတီဖြစ်နေပါတယ်။ဒီနောက်မှာတော့စစ်ကောင်စီဝန်ကြီးဟောင်းဒေါ်သက်သက်ခိုင်ရဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP က94လောင်း682ယောက်နဲ့တတိယမြောက်94အများဆုံးအမည်စရင်တင်သွင်းထားတာတွေ့ရပါတယ်။ ဒါပြင်စေအုပ်စုအာဏာသိမ်းယူတာကိုထောက်ခံခဲ့တဲ့88မျိုးဆက်ចောင်းသားခေါင်းဆောင်ဟောင်းဥက္ကုကိုကြီးရဲ့ပါတီကခိုးဆဲလေလောင်း932ဦးရှင်ပြိုင်မှာဖြစ်ပါတယ်။